အားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့ဒီနေ့ကတော့ဒါတနင်္လာနေ့ပေါ့ဗျာเนาะစတင်တနင်္လာနေ့ဒါပွဲစဉ်နေရာတော့ဒါကံပြီးဝပေါ့ဗျာเนาะစနေနေ့မှဆိုလဲပွဲစဉ်တော်တော်များများကံပြီးဝပြီတနင်္လာနေ့ပဲဆိုလဲပွဲစဉ်တွေတော်တော်များများကံပြီးဝဖြစ်တယ်ဗျာเนาะဒီနေ့မှတော့ဒါကျွန်တော်တို့20ဆယ်လာ2025တနင်္လာနေ့မှာတော့ဒါကျွန်တော်တို့၃ပွဲလောက်ပဲရှိတော့မယ်ပေါ့ဗျာเนาะဒီနေ့မှဆိုရင်ကျွန်တော်တို့100 breakthrough เนาะဒီပွဲတွေရှိမဲ့အင်္ဂလန်ပြီးပြားလေးပါနောက်ထပ်ကျွန်တော်အီတလီစီးရီးမှာဆိုရင်ခလုံးစီမိုးနဲ့ဦးဒီနီရှိမဲ့စပိန်လာလီဂါမှာဆိုရင်အလာပတ်နဲ့ဘလင်စီယာဒီ၃ပွဲပဲရှိတော့မယ်ပေါ့ဗျာเนาะအဲဒီ၃ပွဲပဲရှိတော့မယ်ဒီနေ့ညမှာတော့ကျွန်တော် YouTube တဲ့ညီကိုရတော့ကျွန်တော်ဒါနှစ်ပွဲလောက်ကိုရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်เนาะဒီနေ့ညမှာအဲနှစ်ပွဲလောက်ကိုကျွန်တော်အကောင်းဆုံးရွေးချယ်ထားတာမျိုးလေးကိုကျွန်တော်သုံးသပ်ပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးဒါကျွန်တော်တို့ စပိတ်လာလီကာပွဲစဉ်တွေကအလာပတ်နဲ့ဗလင်စီယာရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးမှာဖြစ်ပါတယ်။เนาะဒီပွဲစဉ်မှာဆိုရင်ကျွန်တော်အလာဘက်ကနေပြီးတော့ဗလင်စီယာကိုဘိုးချင်းမှာဆိုရင်တော့ level ကိုပြန်90ရှုံးဂိုးပေါင်းချင်းလေးမှာတော့နှလုံးတရေဆိုတဲ့ချင်းမျိုးလေးဖွင့်လှစ်ထားရပေါ့ဗျာเนาะအဲဂိုးပေါင်းချင်းလေးမှာနှလုံးတရေဘာကြောင့်ဖွင့်လှစ်ထားလဲဆိုတော့စပိတ်လာလီကာရဲ့ဒါကျွန်တော်တို့အလာဘက်တို့ဂီတာဖေးတို့ဒါ ပွဲတဲ့တိုင်းလိုလိုဂိုးပေါင်းဒါကြည့်ရဒီတိုင်းပဲဖွင့်တဲ့ကြအတိုင်းပဲဖွင့်ထားရလို့ကျွန်တော်ထင်တယ်သုံးသပ်မိပါတယ်เนาะဒီနေ့တင်းရဘာကြောင့်ဒီနေ့ညမှာเนาะဒီကြည့်ဖွင့်ပြီးတော့ဖွင့်လာလာဆိုတော့ကျွန်တော်ဒါသုံးသပ်ပြီးမှဖြစ်ပါတယ်လက်ရှိဒါအလာဘက်ကိုသွားပြန်ကြည့်ရမယ်ဆိုရင်အလာဘက်ကဒါလက်ရှိကျွန်တော်တို့ဒါစပင်လာလီကာပွဲစဉ်တွေ ောက်လျှောက်ကန်ပြီးတဲ့၅ပွဲနဲ့မှာတော့၂ပွဲနိုင်၂ပွဲရှုံး၃ပွဲသေဆိုတဲ့ရလတ်မျိုးရထားတာဖြစ်ပါတယ်သူ့အနေနဲ့သူ့အနေနဲ့ဒါအဲချီကိုနိုင်ထားခဲ့တယ်အဲချီနိုင်ပြီးတော့မာရော့ကကိုသူ1-0နဲ့ရှုံးတယ်ဒီတာဖေးကိုဝမ်ဝမ်ကန်တယ်စီဗီလာ1-2နဲ့ရှုံးထားခဲ့တယ်အဲဒီကိုမက်ထစ်ကိုတော့ဝမ်ဝမ်သေကန်ထားခဲ့တယ်ပေါ့ဗျာနော်ဘက်တစ်ကိုလည်းသူရှုံးထားခဲ့တယ်ဒါသူ့အနေနဲ့ဒီလိုရလတ်မျိုးတွေရှိတယ် ဒါဘလင်စီယာကိုသွားပြန်ကြည့်ရမယ်ဆိုရင်လည်းဘလင်စီယာကတော့နောက်ဆုံးကန်ခဲ့တဲ့သူ့ရဲ့ငါးပွဲမှာဆိုရင်ဘာစီလိုရာကို6-0နဲ့ဒါကိုပြည့်ရှုံးတဲ့ဘီဘာအိုတပွဲတည်းလာနိုင်ပြီးတော့အက်စပန်ယိုကိုတူးတူးကန်တဲ့နောက်ပြီးတော့ကျွန်တော်တို့ဂျီနိုနာကိုကျွန်တော်တို့2-1နဲ့ရှုံးထားတယ်ပြီးကြလို့ရှိရင်တော့ကျွန်တော်တို့ရီယိုဘီတက်ကိုတော့ကျွန်တော်တို့ဒါ1-2နဲ့ရှုံးထားတယ်ပေါ့ဗျာနော်ဒါဘလင်စီယာအနေနဲ့သွားပြန်ကြည့်မယ်ဆိုရင်ရလက်ကောင်းတယ် ိုင်ဆိုင်ပွားခြင်းတော့မရှိဘူးရလက်တွေစိုးဝါးနေတယ်လက်ရှိအစင်တရားရမှာဆိုလဲ16မှာဘလင်စီယာရောက်နေရရှင်းရဲ့ရှစ်ပွဲကန်လာတယ်နှစ်ပွဲနိုင်နှစ်ပွဲနှစ်ပွဲကနှစ်ပွဲကန်လာရှစ်ပွဲကန်လာခဲ့တယ်နှစ်ပွဲနှစ်ပွဲနိုင်တယ်နှစ်ပွဲတည်ရင်၄ပွဲရှုံးထားတယ်ဒီလိုကြလက်မျိုးရှိတယ်ရမှတ်ရှစ်မှတ်ပဲရှိတယ်ပေါ့ဗျာနော်အဲကျွန်တော်အလားဘက်ကိုဒီဘုတ်ဒီဘုတ်အလားဘက်ကိုသွားပြက်ကြည့်မယ်ဆိုတော့၈ပွဲကန်ထားတဲ့နှစ်မှာ၃ပွဲနိုင်ထားပြီးတော့ နှစ်ပွဲတည်သုံးပွဲရှုံးထားတယ်ရလက်မျိုးရှိတယ်လက်ရှိအလာဘက်ကတော့စစ်17နေရာမှာရက်တည်နေတာဖြစ်တယ်เนาะဒါဘလင်စီယာကစစ်လက်ရှိ16မှာရက်တည်နေတာဖြစ်တယ်သူတို့နှစ်သိန်းပေါင်းထိတိုက်တွဲဆုံမှုမှာတော့ကျွန်တော်တို့ဒါအချိန်20လောက်ရှိခဲ့တဲ့နေ့မှာတော့ဒါအလာဘက်က7ချိန်နိုင်ပြီးတော့တင်ကြ၄ချိန်ဘလင်စီယာတော့ဒါ7ချိန်နိုင်ထားခဲ့တယ်ဒီလိုရလက်မျိုးလေးတော့ရှိတယ်ဒါနောက်ဆုံးခဲ့တဲ့ကျွန်တော်2024 2025ရာသီမှာတော့ ဗလင်စီယာအိမ်ဝင်မှာတူတူကန်နာပြီးတော့လာပိုက်ရဲ့အိမ်ဝင်မှာ 1C ဒါဗလင်စီယာကိုနိုင်လာခဲ့တယ်ဒါကျွန်တော်မနစ်ကယာဒီမှာတော့ဒီလိုရလက်မျိုးထွက်ပေါ်ထားတာမျိုးတော့တွေ့ရတယ်ပေါ့ဗျာเนาะယနေ့ညမှာလည်းဒါအလာပတ်နေတဲ့ဗလင်စီယာကို level ပြား90ရှုံးဒါထပ်ပေးလာတာဖြစ်ပါတယ်เนาะဒီပွဲစဉ်လေးမှာဆိုရင်လက်ရှိအန်တာနက် update ခြင်းမှာဆိုရင်လည်း level ကိုပြား90ရှုံးတာမြန်မာချင်းနဲ့ဆိုရင်တော့ level ကိုပြား60 90ရှုံးလောက်ထိကိုလက်ရှိချေပေါက်နေတာဖြစ်တဲ့ဘူပေါင်းချင်းမှာတော့နှလုံးသိရေပေါ့ဗျာနော်ဘူပေါင်းချင်းလေးမှာနှလုံးသိရေဒီပွဲစဉ်လေးကိုတော့ကျွန်တော်စိတ်ကြိုက်တဲ့ကြောင်းရွေးထုတ်ပေးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိဗလီစီယာရဲ့လက်ရှိခြေစံရဖို့ကျွန်တော်တို့သွားပြန်ကြည့်ရမယ်ဆိုရင်ဗလီစီယာကအဝေးကွင်းထဲမှာသူနိုင်ပွဲတွေပျောက်ဆုံးနေတာတွေ့တယ်။ဂျီနိုလာနဲ့ဒါ2-1နဲ့သူရှုံးသားခဲ့တယ်။ ပြကြလို့ရှိရင် Espanyol ကိုတူးတူးတင်ရခံတယ်ပြကြလို့ရှိရင်တော့ကျွန်တော်တို့ Barcelona နဲ့ပွဲစဉ်မှာ10-0နဲ့ဒါ Valencia အဝေးကွင်းမှာဂိုးပြတ်ရှုံးတိတ်ခဲ့တယ်ပြကြလို့ရှိရင် Osasuna နဲ့ပွဲစဉ်မှာအဝေးကွင်းရပဲသူ1-0နဲ့ရှုံးတယ်နော်ဒါလိုမျိုးဒါပွဲစဉ်တွေတောက်လျှောက်အဝေးကွင်းမှာဒီနှစ်ရာသီ2025-2026ရာသီဒါအဝေးကွင်း၄ပွဲလုံးမှာတော့၃ပွဲရှုံးတပွဲတည်းဒီလိုရလတ်မျိုးထွက်ထားတဲ့ Valencia နေနဲ့ဒီနေ့ညမှာ အလာဘက်ကိုဝေးခွင့်ရတဲ့ရောက်ဒါရှင်းပြီးတော့ရှင်းပြနိုင်ပါဆိုတော့ကျွန်တော်စောင့်ကြရမယ်အလာဘက်နေတဲ့ဒီနေ့သွားပြန်ကြည့်ရမယ်ဆိုရင် သူ့အနေနဲ့ကအိမ်ခွင့်အားကောင်းလားဆိုရင်တော့အိမ်ခွင့်အားလည်းသူ့အနေနဲ့ထိုင်တဲ့လောက်ရှိတယ်ကျွန်တော်တို့အဒီကိုဝဝကန်ထားခဲ့တယ်ပြီးကြရဲ့လီဘာတီကို2-1နဲ့နိုင်ထားခဲ့တယ်ဒီပါတီကို2-1နဲ့နိုင်ထားပြီးတဲ့နောက်မှာတော့ကျွန်တော်တို့စီပီလာကိုတော့1-2နဲ့ရှုံးထားခဲ့တယ် ပြီးခဲ့တဲ့ AG နဲ့ပွဲစဉ်မှာတော့3-1နဲ့သူရလက်ကောင်းရခဲ့တယ်ပေါ့ဗျာနော်အာပြောမယ်ဆိုရင်အလားပဲအိမ်ဝင်ပွဲစဉ်လေးတွေကအိမ်ဝင်အားကောင်းမှုတွေကတော့မစိုးပါဘူးနော်ဒါကြောင့်မို့လဲဒီနေ့ညမှာဗလင်စီယာကို level 50အရှုံးပေးထားတယ်ပေါ့ဗျာနော်ကျွန်တော်ကတော့ဒီနေ့ညပွဲစဉ်မှာကျွန်တော်တချောင်းကောင်းလေးကျွန်တော်ကြွေးထုတ်ပေးခြင်းပါတယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်ကဒီနေ့ညမှာမလေးရှားတွေနဲ့အဝေးကွေးနိုင်ပွဲတစ်ပွဲမှမရရှိထားသေးတဲ့ဗလင်စီယာတွေနဲ့ ဒီနေ့မှာတော့ဒါသူ့ရဲ့ရလက်ဆိုးတွေကိုခြေဖြတ်သွားမဲ့ညညလို့ကျွန်တော်ထင်ပြီးသုံးသပ်မိပါတယ်ဒါကြောင့်မို့ဒီနေ့ညမှာကျွန်တော်ဘလင်စီယာဘော်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဗျเนาะကျွန်တော်ဘလင်စီယာဘော်လေးကြိုက်ပါတယ်အဲတရေကြတော့ level ပြား90စားမဲ့ဘလင်စီယာဘက်ကပဲကျွန်တော်ရည်တည်ခြင်းပါတယ်လက်ရှိခြေစိုင်းပိုင်းရတော့နှစ်သိန်းလောက်ကသူမတာကိုမတာပုံစံမျိုးဖြစ်နေတဲ့အနေအထားမျိုးရကျွန်တော်ဘလင်စီယာပဲထိုင်သင့်တယ်လို့ကျွန်တော် ုံးသတ်မိပါတယ်ခင်ဗျနော်ကဲနောက်ထပ်ပွဲစဉ်တစ်ပွဲကိုကျွန်တော်သွားမယ်ဆိုရင်အင်္ဂလန်ပရီးမီးယားလိဂ်ကနောက်ဆုံးဒါဆန်တူငွေပွဲစဉ်တွေကလက်ချာနောက်ပါဆိုတော့ချန်ပီယံလိဂ်ပွဲစဉ်တွေလာမှာဖြစ်တယ်ဒီနေ့ကျမှတော့ဝါဟန်းနဲ့ကျွန်တော်တို့ဘရက်ဖို့ပေါ့ဗျနော်ဝါဟန်းနဲ့ဘရက်ဖို့မှာတော့ကျေကျော်တာချင်းမရှိဘူးဘော်ချင်းမှာတော့ဒေဒေဖွင့်ထားပြီးတော့ဂူပေါင်းချင်းမှာနှလုံးရှုံးဆိုတဲ့ခြေမျိုးလေးဖွင့်ထားခဲ့တယ်သူတို့နဲ့သင်းပါရဲ့ဒါထိတ်တိုက်တွဆမှုမှာဆိုရင်တော့တွပြင်ကြည့်ရမယ်ဆိုရင်အားလုံးပေါင်း17ချိန်ရှိမယ် စတဲ့ချိန်တည်းမှာတော့ကျွန်တော်တို့ဝါဟာ၄ချိန်တိုင်းတေကြတဲ့ချိန်ကျွန်တော်တို့ break out ၆ချိန်တိုင်းနားခဲ့တယ်เนาะဒီနေ့ကျွန်တော်တို့2024 2025ရာသီကြော့လုံးကန်ခဲ့တဲ့အနောက်မှာတော့ break out အငွေမှာဘောကျွန်တော်တို့ဝါဝါ break out အငွေမှာတော့ဒါဝါဝါကန်ထားပြီးတော့ကျွန်တော်တို့ဒါဝါဟိုင်းရဲ့အငွေမှာတော့ဇီဝတ်နဲ့ဒါ break out နိုင်ထားခဲ့တယ်ပေါ့ဗျာเนาะမနေ့ကရာသီမှာတော့ဒီလိုရလက်မျိုးလေးတွေ ထွက်ပေါ်နေတာမျိုးတော့တွေ့ရတယ်ဗျဒီလိုရလက်မျိုးလေးထွက်ပေါ်တာတွေ့ရတဲ့အတွက်ကြောင့်မလို့ဝဟန်းနေတဲ့ဒီနေ့ညမှာအိမ်ကွင်းကနေပြီးတော့ဒါပရဖို့ကိုနိုင်ပွဲရရှိပါမှာဆိုတာကျွန်တော်စောင့်ကြည့်ရမယ်လက်ရှိခြေသွေးရောဝဟန်းကတော့ဒါအကောင့်ဘက်ကြီးတော့ရောက်နေတာမဟုတ်ဘူးဒါတော်တော်လေးကိုစိုးွားတဲ့နေသားမျိုးမှာရှိတယ်အာဆင်နယ်ဇီတူးနဲ့ရှုံးတယ်ဒူးစီနဲ့ရှုံးပြီးတော့အေဗာတန်ကိုဝဝရှုံးထားခဲ့တယ်ကိုစစ်ပဲလက်ကို1-2နဲ့ရှုံးပြီးတော့ဒါဆပါးကို0-3နဲ့ရှုံးထားခဲ့တယ် ါတူနောက်ဆုံး၅ပွဲနဲ့နောက်ဆုံးဒါပထမဦးဆုံးပြန်ခဲ့တဲ့ Nottingham Forest နဲ့ပွဲပွဲတာစီးသလူနဲ့သူနိုင်ခဲ့တာဖြစ်တယ်เนาะသူနေတဲ့ Chelsea ကိုလည်း1-5နဲ့ရှုံးတယ်ဒါဆောက် Sunderland ကိုလည်း3-0နဲ့ဒါသူရှုံးသားခဲ့တယ်ဒါဝဟန်နေနဲ့ကျွန်တော်တို့သွားပြန်ကြရမယ်ဆိုရင်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်เนาะကျွန်တော်တို့ဒါအင်္ဂလပွဲမြားလေးပွဲတဲ့တော်တော်လေးကို၈ပွဲလောက်ကပ်နေတဲ့တပွဲပဲနိုင်ပွဲရထားပြီးတော့အောင် တန်းစင်းစုံရဲ့အောက်ဆုံးစင်မှာရောက်ရှိနေတာဖြစ်တယ်နော်အဲ့ကြောင့်မလို့ဝါဟန်းနေနဲ့ရလက်ကတော့တော်တော်ဆိုးွားနေတယ်ဒါကျွန်တော် break ဖို့သွားပြန်ကြမယ်ဆိုရင် break ဖို့ကရလက်ကောင်းဒါကောင်းတော့ဒါຢ່າထားခြင်းမျိုးလဲသူလည်းမရှိဘူးဗျနော်ချက်စီကိုတူတူကန်နဲ့အစိုးမီလာဝမ်ဝမ်ကန်ပြီးတော့ကျွန်တော်ဖွန်3-1နဲ့ရှုံးတယ်မန်ချက်စတာယူနိုက်တက်ကိုတော့3-1နဲ့နိုင်ပြော့မန်စီးတီးတော့0-1နဲ့ရှုံးနိုင်ခဲ့တယ် ဒါမဲ့ဒါဝဟန္တဆာမဆိုင်ကြည့်ရင်တော့ဘရက်ဖူအတာနည်းနည်းလေးဝဟန္တတာတယ်လို့ကျွန်တော်တို့ဒါတုံးသက်မိတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိခုနှစ်ပွဲကံပြီးတဲ့နှစ်မှာတော့နှစ်သိန်းလုံးကခုနှစ်ပွဲကံပြီးတဲ့နှစ်မှာတော့ကျွန်တော်တို့ဒါဘရက်ဖူအနှစ်ပွဲနိုင်ထားပြီးတော့ဝဟန်ကတော့တစ်ပွဲပဲနိုင်ထားခဲ့တယ်နော်။ဒီလိုရလက်မျိုးကြီးဝဟန်ရဲ့လက်ရှိဒီနေ့ရာသီခြေစမ်းကတော်တော်လေးကိုစိုးဝါနေတာမျိုးတွေ့ရတယ်နော်။ ဒီနေ့ညမှာအိမ်ဝင်းပိသက်တွေကိုဘယ်လောက်ထိဖြောပြပေးနိုင်မလဲဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ညညာဖြစ်တယ်။အင်္ဂလန်ပြီးပြားလေးပွဲစဉ်9ပွဲကံပြီးတဲ့ဒီနေ့ညကန်10ပွဲနဲ့နော်9ပွဲကံပြီးတဲ့နောက်မှာအိမ်ဝင်းမှာတပွဲမှာနိုင်ပွဲရမရှိထားတဲ့ဝက်ဟန်းနေတဲ့ဒီနေ့ညမှာသူအိမ်ဝင်းမှာကြိုးစားရုန်းကန်ပြီးတော့ရေကုန်ရေကန်ကန်လာမယ်လို့တော့ကျွန်တော်ကထင်မြင်သုံးသပ်မိတယ်နော်ဘရဖို့တင်နေရတယ်ကျွန်တော်ဆုံးနာပြောခဲ့လို့ပဲဒါဘရဖို့တင်နေရတယ်လက်ရှိချိန်ကတော့ဝက်ဟန်းတော့တားနေတယ် နဲ့သင်တော့လည်းကြေးမဖွင့်ရဘူးကျွန်တော်တို့ရှင်းရှင်းလေးတွေးရမယ်ဆိုရင်လက်ရှိပြတ်ဖူးကတော့ဒါဝဟန်းနဲ့ရှင်းန်းတာတယ်ဒါဝဟန်းအိမ်ဝဲမို့လို့ဒီနေ့ညဘူးကြီးနဲ့ဘယ်မှကြေးမပေးတာအနေထားမှုမှာကျွန်တော်တွေ့ရတယ်ဒါကြောင့်မို့ဒီပွဲစဉ်လေးကိုကျွန်တော်တချောင်းကောင်းဆက်လက်ပြေးချက်ပေးရမယ်ဆိုရင်ဒီနေ့ညမှာဝဟန်းနေနဲ့ပြန်လာတင့်ပြီလို့အိမ်ဝဲကနေပြန်လာတင့်ပြီလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။အဲ့အတွက်ကြောင့်မို့ဝဟန်းပေါ်ကြီးလေးကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်။နော်။အဲ့အတွက်ကြောင့်မို့လို့ဒီနေ့ညမှာကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ကျွန်တော်အင်္ဂလန်ပြည်မြလေးရပွဲတင်တပွဲဖြစ်တဲ့ဝဟန်နဲ့ဘရက်ဖူပွဲမှာတော့အဲလက်ဘိုရီချင်းမှာဒေဒေဂျီကိုကျွန်တော်ကတော့ဝဟန်ဘိုရီလေးကိုကြွေးချက်ပေးပြီးတော့အလာဘက်နဲ့ဘလင်စီယာရဲ့ပွဲစဉ်မှာတော့ဒါအလာဘက်ကနေပြီးတော့ level ကိုပြား90ရှုံးပေးတဲ့အချိန်မှာတော့ကျွန်တော်ဘလင်စီယာအောက်ကြီးလေးကိုကျွန်တော်ခြိုက်နေတတ်ပါတယ်ဒီနေ့ညမှာတော့ဝဟန်ဘိုရီဘလင်စီယာဘိုရီနှစ်ပွဲကြွေးချက်ပေးခဲ့ပါတယ်အကြိုက်ချင်းမြင်ချင်းတူမှာ live ဆော်ပါအကြိုက်ချင်းမြင်ချင်းမတူရင် လွတ်လပ်စွာအာသဘောထားပွဲလဲပွဲရှိပါတယ်ခင်ဗျာเนาะအဲဒီနေ့ကြပါတော့ဒါကျွန်တော်ရွေးချယ်မှုနှစ်ပွဲလေးကိုဒါဒီလိုနေနဲ့ကျန်တဲ့တမလိုက်ဆော်ပါလို့เนาะအဲမက်ဖန်ဆိုရင်လည်းချန်ပီယံလေးပွဲတင်နေလာမဲ့အဲဒါကြောင့်ကျွန်တော်မက်ဖန်ဆိုရင်လည်းကျွန်တော်ရဲ့သုံးတက်မဲ့ဗီဒီယိုဖိုင်လေးရှိရတဲ့ကြောင့်မလို့ကျွန်တော်ရဲ့ YouTube channel နဲ့တော်တော် channel လေးကိုလည်း like subscribe လေးလုပ်ပေးသွားပါဦးညเนาะနောက်ပြီးတော့လည်းကျွန်တော်ရဲ့ Telegram channel လေးကို join ခြင်းနဲ့ဆိုရင်လည်းဒီ comment ရဲ့ အောက်မှာ Telegram Channel Viber Channel လေးချပေးထားပါတယ်လာတော့ join လုပ်ရပါတယ်တနေ့တိုင်းမှာလည်းအနိုင်ကွင်းလေးမြန်မြန်ထုံးနိုင်ကြပါသေးလို့စုမုံကောင်းတိုင်းနဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုဆုံးသတ်ပြစေအားလုံးပဲကိုလက်ပါညီကိုရိုးနော်ကျွန်တော်ချင်ပါဒါ online call လေးတွေမှာဒါဂျားရက်တွေမှာဒါဂျားကလပ်ပွဲတွေလေးတွေမှာတချို့ဒါ website တွေကြတော့ဂျီမဖွင့်တာမျိုးရှိတယ်ကျွန်တော် website မှာတော့ဂျီအကုန်လုံးဖွင့်တဲ့အတွက်ကြောင့်မလို့ဒါ online call လေးလာရောက်ဖွင့်ကြတာချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒါ Viber channel နဲ့ အဲ Viper channel နဲ့တက်တော့ YouTube channel လေးကိုဒီ Telegram channel လေးကိုလာ join တာပါเนาะဒီ YouTube channel ရဲ့အောက်မှာတော့ဒါ Telegram channel Viper channel ချပေးထားပါတယ်လာရောက် join တာပြီးတော့ဆက်သွယ်ပြီးပြန်လို့ရပါတယ်အားလုံးပဲထူးခွဲကျေးဇူးတင်ပါတယ်အပင်းတောင်ချင်းတိုင်းဒါလှပိုင်းနေ့တနေ့ကိုပိုင်ဆိုင်ကြပါစေကျွန်တော် Subscriber တောင်ချင်းတိုင်းအားလုံးပဲကိုလက်ပါခင်ဗျာ